ကဲအားလုံးပဲမင်္ဂလာပါဒါဒီနေ့ဒီဒီနေ့မဲ့ပွဲတွေကတော့အများကြီးရှိဘူးပဲဒါပေမဲ့ဒီနေ့ကတော့ဒီပွဲစဉ်အများကြီးရှိတယ်ဆိုရင်ကျွန်တော်တို့ဒီကြေးတွေပါလေးကြည်တာ ਨੇ တော်တော်လေးကောင်းရှုပ်တယ်ပြဒီပွဲပေးရတာလဲကျွန်တော်ဒီနေ့ပွဲတွေကတော့အများကြီးမရှိဘူးဒါပေမဲ့ဒီနေ့ကြေးအနေနဲ့ကတော့ကျွန်တော်အနေနဲ့ကတော့ဒါတော်တော်လေးရိပ်ရှက်လို့ကောင်းမဲ့ပွဲတွေလို့တော့ပြောလို့လို့ရတယ်ပြလက်ရှိကြေးတန်းရတော့ဒါမနေ့ကမနေ့ကျွန်တော်ပေးခဲ့တဲ့ပွဲတွေနဲ့မှာတော့ဒါသုံးပွဲလုံးပေးတာမှာတော့ဒါသုံးပွဲသလုံးမှာကျွန်တော်ကြားရနေပြီစားရတယ်မနေ့ကပေါ်တိုနဲ့နိုင်က ျွန်တော်ကိုဘောပေးခဲ့တယ်အားလည်းကျွန်တော်ဒီကျွန်တော်ပေးတဲ့ချိန်မှာဒီ3လုံး60ငါအစားပေါက်နေတယ်ကျွန်တော်မနေ့ကပေးတဲ့ချိန်မှာအဲ3လုံးဒီ3လုံးဟိုကဖြစ်တယ်3လုံးဖြစ်တဲ့ကြောင့်သူပြရတာစားပဲပြီးတော့မီချလန်ကလည်းဒါရိုမန်ရဲ့ပုံမှာ2-1ဆိုတာကသူ့အနေနဲ့ပြစားလိမ့်မယ်ဒါမီချလန်အနေနဲ့ရိုမန်အနေနဲ့ကတော့ဒါမနေ့ကမနေ့ပြရရှုံးတယ်ဒါကြောင့်ဖော်ရစ်ကလည်းဒါမနေ့ကလည်းကျွန်တော်ဒီမနေ့ကပေးခဲ့တာဒီ၃လုံးကျွန်တော်ပေးတဲ့ချိန်မှာဒါ၃လုံး၂၅နဲ့ကြီးပေးလိုက်တဲ့ချိန်မှာအခု အဲ့ဒီမနေ့ကဒီ Note 4ကလည်းဒါ၃လုံးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြရမနေ့က၃ပွဲလုံးနေတယ်ပြရပါစားရမယ်။ဒါပေမဲ့ဒီမပောက်တာနဲ့အဆင်မပြေတာနဲ့အတူတူတော့ကျွန်တော်တို့ပြစားရမယ်ဆိုရင်ဒါတော်တော်လေးအဆင်ပြေတယ်လို့တော့ပြောလို့ရတယ်ပြ။ညဒီနေ့ဒီနေ့၃ပွဲမှာကဒီကျွန်တော်ဒီကိုမွန်နဲ့ဆာဆူလိုနဲ့ပြီးတော့ဂီတာဖေးနဲ့အရှိနဲ့ပြီးတော့ဒီကလာဗတ်နဲ့ကျွန်တော် live စဒီ၃ပွဲလေးကျွန်တော်သုံးသပ်လက်ရှိခြေနဲ့ရတော့တော်တော်လေးဒါဒီရွေးချယ်လို့ကောင်းမယ်။ ွဲတွေလို့တော့ပြောလို့တော့ရတာဗျ။ပြီးတော့ပြောမှဆိုဒီပွဲတွေလည်းတိတ်ပြီးတော့ဒီဂျေးတန်းနေပေးထားတာတိတ်ပြီးတော့အစင်မပြေတဲ့ပုံစံမျိုးတော့ရှိတယ်။ဒီပထမအောင်ဆုံးပွဲအနေနဲ့ကဒီကျွန်တော်ဒီပထမအောင်ဆုံးပွဲအနေနဲ့ကကွန်မိုကွန်မိုနဲ့စာစုလိုပွဲလေးကျွန်တော်တုံ့တက်ပြင်တယ်လက်ရှိမှာဒီကွန်မိုကအင်ကွင်းကစားမှဖြစ်တဲ့အတွက်ကြောင့်ဒီကွန်မိုကတလုံး90အစားပေးတယ်လက်ရှိမှာ ီးတော့နှလုံးအပြည့်ရှုံးနှလုံးနှလုံးအပြည့်ရှုံးပေးတယ်လက်ထိလက်ရှိကြေးရအကျော်ဒီပြီးခဲ့တဲ့ကစားပွဲတစ်ချက်မှာပြီးခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာတော့ကွန်မွန်နေနဲ့ကတော့ဒါ15နဲ့အဝေးကွင်းကစားတာမှာဒီ၅ခုနဲ့တခါမှမရှိဘူးတဲ့ကွန်ဘိုအတင်းအဲ့ပြီးခဲ့တဲ့ပွဲမှာတော့ဒါ15နဲ့အတူနေနဲ့ဒါကိုပြက်အနိုင်ရရှိခဲ့တယ်အဲ့ပွဲတော်လည်းကျွန်တော်တို့ဒီကွန်ဘိုပြီးခဲ့တဲ့ပွဲမှာဒါအဆင်ပြေခဲ့တယ်ကျွန်တော်ဒီကိုမိုကစားခွက်တဲ့တစ်ချောင်းမှာအိမ်ကိုဝင်ကစားခွက်တဲ့တစ်ချောင်းမှာဒါသူ့အနေနဲ့ဒီကိုမိုရီနဲ့ကတော့ ဒီရှုံးပွဲအနေနဲ့ကတော့တပွဲမှတော့မရှိခဲ့ဘူးနိုင်ပွဲနှစ်ပွဲရှိတယ်နောက်ဆုံးကစားတဲ့ပွဲမှာလည်း one final အနိုင်ရရှိခဲ့တဲ့ပွဲပြီးတော့တရေပွဲသုံးပွဲတရေပွဲသုံးပွဲမှာသူ့အနေနဲ့တကူမှရရှိခဲ့တဲ့ပွဲမျိုးမဟုတ်ဘူးတကူမှလည်းဒီတရေပွဲစည်းစည်းနဲ့ပွဲတဲ့နာပိုလီတပွဲတွေမှာနာပိုလီနဲ့တခြားပွဲတွေမှာစည်းစည်းနဲ့ပြီးတဲ့ပွဲတွေကြီးပဲပြီးတော့ဆာဆူလိုဆာဆူလိုအနေနဲ့ကလည်းနောက်ဆုံးကစားတဲ့ပွဲမှာတူတူနဲ့တရေကြခဲ့တဲ့ဗီဇာနဲ့ပွဲမှာတူတူနဲ့ဒါအဲ့တော့လည်းကျွန်တော်ဒီဗီဇာနဲ့ဗီဇာပေးရခြင်းမှာတဲ့ ရပါတယ်အဲ့တော့လည်းအကျော်ဒီနေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိသူပေးတဲ့ဂျင်းနဲ့ဆက်ပြီးတော့အောင်မလားဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ပြီးတော့ဘလုံးဘွဲဆိုတာတော့ကျွန်တော်တို့အပိုင်ဆိုတာတော့မရှိဘူးပြီးတော့ဒီလက်ရှိဂျေးရံညာကျွန်တော်တို့ကြည့်ပြီးတော့သုံးသပ်ပေးလို့ဖြစ်ပါတယ်အကျော်လက်ရှိအဆင့်အနေနဲ့ကတော့တိတ်ပြီးတော့သူတို့ကွာဟားတဲ့ပုံစံမျိုးတော့မရှိဘူးပြီးတော့သူတို့နှစ်သင်းထိုက်တိုက်ပြုတ်ဆုံးမှုထိုက်တိုက်ပြုတ်ဆုံးမှုမှလည်း ဒီသူတို့နှစ်သင်းဟတ်တူရထက်တဲ့တွေ့ဆုံမှုပွဲမှာလဲဒါကိုမော်နေနဲ့ကနောက်ဆုံးတပွဲပဲရှိတယ်ထက်တဲ့တွေ့ဆုံမှုလဲကစားပွဲမှာကိုမော်နေနဲ့သတိစည်းနဲ့ကိုပြန်နိုင်ရရှိခဲ့တယ်လက်ရှိမှာလက်ရှိမှာလဲသူတို့ဒီပုဂ္ဂိုလ်ကြီးခြေပေးထားတာကဒီကိုမော်ကတိမ်ခွင့်ဖြစ်တဲ့ကြောင့်တလုံး50အစားဆိုတော့လက်ကြည့်အောင်မလားနှလုံးအပြည့်ရှုံးဆိုတော့နှလုံးရှိရတယ်ကျွန်တော်တို့အပြည့်ရှုံးမလားကြည့်အောင်မလားကိုပေါ်မလားဆိုတာအဲ့ဒါရှိကျွန်တော်တို့ချက်စဉ်းစားအောင်အဲ့တော့ဒါပြီးခဲ့တဲ့ဘွဲမှာဒီပြီးခဲ့တဲ့ဘွဲမှာလည်းကိုမွန်နေနေက51နဲ့ကိုပြအနိုင်ရရှိခဲ့တယ်အဲ့တော့ စာစုလို့စာစုလို့ကလည်းကျွန်တော်တို့ဘိုးရှုနိုင်လာဆိုတော့ဘိုးရှုနိုင်တဲ့အသင်တဲလို့တော့အတီတော့အတွက်လို့မရဘူးပြော့ဒါပေမဲ့ကျွန်တော်တို့တခုသိထားရမှာကကျွန်တော်တို့ဒီဘောလုံးမွဲဟာကျွန်တော်တို့လိုချင်တဲ့ရက်လက်အလက်ဟိုဥပမာပြောဒီပေးချင်တဲ့ဒီကိုကိုယ်တော့တလုံး90ချုံပေးလိုက်တယ်ဗျာပေးလိုက်တဲ့တော့ကြောင့်ဒီစာစုလို့နေရတဲ့ဘိုးရှုမှလာကျွန်တော်တို့အဲ့တခုကြည့်ရမှာ တဘိုးရှုမဲ့ဆိုရင်တော့ကျွန်တော်တို့ဒီဘွဲကကိုကကိုပေါ်နိုင်မှုတော့အရှင်းနေရှိတယ်အဲ့တော့ကိုမမရှုနိုင်ဘူးဆိုရင်တော့ဒါကိုမရှုမဲ့ဆိုရင်တော့ဒါတလုံးတော့ကျွန်တော်တို့90ဆက်အဲ့တော့ကိုပေါ်ဖို့မပေါ်ဖို့ဆိုတာတော့ဒါကျွန်တော်တို့ဆက်တစ်ချက်ကြည့်ရမယ်အဲ့တော့ဒီကိုမနဲ့စာစုလိုဘွဲမှာတော့ကျွန်တော်ဒီကိုပေါင်းကျွန်တော်ကျွန်တော်မထိုင်တော့ကိုမအနေနဲ့ကျွန်တော်တို့ကိုမတလုံးရှုတယ်ဆိုတော့ကျွန်တော်တို့တလုံးကတော့ရှုမဲ့တင်တယ်အဲ့တော့ကျွန်တော်90ပဲကျွန်တော်တို့ပြားပဲစားလိုက်အောင်ကျွန်တော်တို့90ပဲစားလိုက်အောင်ပြေမဆိုင်အောင်ကျွန်တော်ကိုပေါင်းကျွန်တော်ကျွန်တော်တို့သိပ်ပြီးတော့ဒီဘွဲတဲ့အချိန်ခံမှန်းခတ်တယ် အဲ့တော့ဒီ component စာတူလို့မှာကျွန်တော်ဒီ common ကျွန်တော် body ပေးပါတယ်အဲ့တော့တကယ်လို့ကိုအကြိုက်တူမဲ့ပွဲမျိုးတာကိုအကြိုက်တူမှာတာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ဒီ volume ပဲကျွန်တော်တို့ပေးတယ်ဆိုတာလက်တာကိုဝါသနာရတာသုံးသပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒါခင်ဗျားတို့နဲ့ border တို့နဲ့အကြိုက်တူမှာတာရွေးချယ်ပြီးတော့ထိုးစေချင်တဲ့အဲ့တော့အကြိုက်တူမှာကျွန်တော်တို့ရလက်ကောင်းမှာဖြစ်ပါတယ်ပြီးတော့ volume ပဲမှာကျွန်တော်တို့ဒီ J အောင်မှာကျွန်တော်တို့အောင်မှာဖြစ်ပါတယ်သူတို့ တို့ဘယ်လိုပဲဖြစ်နေဖြစ်နေဘယ်လိုပဲကံကကျွန်တော်တို့လက်ရှိကြေးကြည့်ပြီးတော့ကျွန်တော်တို့ကြေးအရာကျွန်တော်တို့အတွက်ဆက်ပြီးတော့ကြေးအောင်မှာတော့ကျွန်တော်တို့ဘလုံးပဲရလက်ကောင်းမှာဖြစ်ပါတယ်ပြီးတော့ဂီတာဖေးဂီတာဖေးဖေးကဂီတာဖေးနဲ့အရှိဂီတာဖေးနဲ့အရှိပွဲကအခုလက်ရှိက level 50အရှုံးဂီတာဂီတာဖေးကကြေးပေးထားတာ level 50အရှုံးကိုပေါင်းကြေးအနေနဲ့နှလုံး50အစား နှလုံးနှလုံးရှူတာနဲ့90စာမှာအချင်းနဲ့ပွဲကနှလုံးရှူတာနဲ့90စာမှာတော့များတို့နည်းနည်းတော့နှလုံးမရှူနိုင်ဘူးလို့တော့တွေးရင်တွေးလိုက်မှာကျွန်တော်လည်းတွေးမှာပဲနှလုံးမရှူနိုင်ဘူးလို့တော့နှလုံးရှူတာနဲ့ကျွန်တော်တို့90စာမှာနှလုံးရှူမလားဒီနှစ်သင်းအနေနဲ့ဒေတာဖိနဲ့အချီဆိုတာကြောဒီပြီးခဲ့တဲ့ထိတ်တိုက်တွေ့ဆုံပွဲတွေမှာတော့တို့အနေနဲ့ကတော့ဒါနိုင်ပွဲတွေနဲ့ရှုံးပွဲတွေရှိခဲ့ပါတယ်ဒီဂီတာဖိအနေနဲ့ကလည်းနောက်ဆုံးနှစ်ပွဲကစားရမှာနှစ်ပွဲလုံးသူ့အနေနဲ့ ဒါ011စီနဲ့အိတ်ကွင်းပွဲကမှ011စီနဲ့သူ့အနေနဲ့ရှုံးနေခဲ့တဲ့နှစ်ပွဲလုံးပါပဲ။ကျန်တဲ့ပွဲတွေနေနေရတော့နိုင်ပွဲတွေ၃ပွဲရှိပါတယ်။၅ပွဲကစားနာမှာသူ့အနေနဲ့နောက်ဆုံး၂ပွဲတာရှုံးပွဲရှိပါတယ်။ကျန်တဲ့ပွဲတွေမှာ၃ပွဲလုံးနိုင်ရရှိပါတယ်။ပြီးတော့ AC ကျွန်တော်တို့ AC တစ်ချက်ကြည့်ရမှာက AC အနေနဲ့ကသူ့အနေနဲ့တရေကစားတဲ့ပွဲတွေနေနေကတော့တော်တော်လေးရှိခဲ့တယ်။နောက်ဆုံးကစားတဲ့ပွဲမှာသူတရေပွဲကစားတာ၂ပွဲရှိခဲ့တယ်။ကျန်တဲ့ပွဲတွေမှာတော့ သူပြောမှဆိုရင်၅ဘွဲကစားတာမှာသူလည်းတပွဲပန်နိုင်ဘွဲရှိခဲ့တယ်၂ဘွဲရှုံးတယ်၂ဘွဲတည်ရင်ရလည်းပဲရှိခဲ့တယ်ထိတ်တိုက်တွေ့ဆုံဘွဲကျွန်တော်တစ်ချက်ကြည့်မှာဆိုရင်ထိတ်တိုက်တွေ့ဆုံဘွဲတွေအမှအနည်းငယ်ကတော့ထိတ်တိုက်တွေ့ဆုံခဲ့တယ်ကျွန်တော်အနည်းအနည်းဆက်ဆုံးအနည်းဆက်ဆုံးကျွန်တော်၃ဘွဲပဲကြည့်မှာကျွန်တော်တခြားဘွဲတွေကြည့်တော့လေကျွန်တော်တို့လက်ရှိကျွန်တော်တို့အဓိကရှိဆွမ်းရတာဘွဲဖြစ်တယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဒီထိတ်တိုက်တွေ့ဆုံဘွဲတွေမှာတော့ဒါဒီနှစ်သင်းအနေနဲ့ကတော့ဒီ level 2လို့တော့ပြောလို့တော့ရတယ်ဗျ။ကျွန်တော်ထိတ်တဲ့တွေ့ဆုံပွဲ၃ပွဲမှာဆိုရင်တော့ ဒါတပွဲတရင်နဲ့ဒီ gear fit တွေကဒီနှစ်ပွဲအရှုံးရှိခဲ့ပါတယ်အချိန်နည်းနည်းကတော့နောက်ဆုံးစားတဲ့ပွဲမှာအိမ်ဝင်ကစားတဲ့မှာ2-1နဲ့အနိုင်ရရှိခဲ့တယ်အကျိုးလက်ရှိကြီးအနေနဲ့က gear fit အိမ်ကွင်း gear fit အိမ်ကွင်းကောင်းလာဆိုတော့ gear fit ကပြီးခဲ့တဲ့ကစားပွဲမှာတော့နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါအိမ်ကွင်းရောအဝေးကွင်းရောကစားတာမှာသူ့အနေနဲ့ကတော့အရှုံးပွဲကြီးပဲကြုံခဲ့တယ်နှစ်ပွဲလုံးမှာ goal ရနိုင်တဲ့ ပွဲမရှိခဲ့ပါဘူးကျွန်တော်ဒီပြီးခဲ့တဲ့၃ပွဲနေမှာတော့သူ့အနေနဲ့တကူရနိုင်ခဲ့တယ်နောက်ဆုံး၂ပွဲအနေနဲ့ကတော့ဒါတကူမှမရရှိခဲ့ဘူးသူ့အနေနဲ့ရှုံးနေခဲ့တဲ့ပွဲတွေကြီးပဲပြီးတော့ဟိုအက်ရှီအက်ရှီအနေနဲ့ကလည်းဒါသူ့အနေနဲ့ကတော့ဒီပြီးခဲ့တဲ့သူကစားပွဲတစ်လျှောက်ကြည့်ရတာတော့သူ့အနေနဲ့တကူအနေနဲ့ကတော့ရယူနိုင်ခဲ့တဲ့ပုံစံမျိုးတော့ရှိတယ်ဗျလက်ရှိအဆင့်အနေနဲ့ကတော့ဒါဂီတာဖေးနဲ့အက်ရှီအနေနဲ့ကတော့အဆင့်အနေနဲ့တော့90ဆိုတော့ဒါတိတ်ပြီးတော့ဒါကွာတယ်လို့တော့ပြောလို့တော့မရဘူးဗျအကျော်လက်ရှိ level 90ရှုံကိုပေါင်းကြီးအနေနဲ့နှလုံး90အစားအဲ့ကြောင့်ဒီနှစ်သိန်းအနေနဲ့ကကျွန်တော်တို့နေနှလုံးရှုမဲ့ဆိုရင်တော့ကျွန်တော်တို့90ရေးစားရမှာပုဂ္ဂိရေကြီးခေါ်တာပြောတာပုဂ္ဂိရေကြီးခေါ်တာနှလုံးရှုရဲဆိုရင်တော့ကျွန်တော်တို့90စားရမှာရှုမလားနှလုံးရှူးမယ်ဆိုရင်တော့ကျွန်တော်တို့90စားရမယ်အဲကြတော့လက်ရှိပေးတာကလည်းဂီတာဖေးက level 90အရှုံးပေးထားတယ်သူ level ကျရင်သူ90ရှုံးတော့မှာ ြော AC AC အနေနဲ့ကလည်းတဘူးမရှူးနိုင်ဘူးလို့ကျွန်တော်တို့ပြောလို့မရအဲ့ကျတော့ဒီ guitar pick နဲ့ AC ကိုကျွန်တော် AC ကျွန်တော် body ထိုင်ချင်ပါတယ် level ကြိုက်ရင်တော့ကျွန်တော်တို့ AC အနေနဲ့ကတော့စားရမယ် level မကြောက်ဒီ level ကြိုက် guitar pick အနေနဲ့တော့ level ကြိုက်ရင်90ရှုံးမယ်အပြည့်တော့မရှုံးဘူးရှုံးတာရှုံးတာပဲကျွန်တော်တို့ဟိုအပြည့်ရှုံးကြုံတစ်ဝက်ရှုံးကြုံရှုံးတာရှုံးတာပဲအဲ့ကျတော့ပြောမလို့တော့ပြောဒါကျွန်တော်တို့အနေနဲ့ဒီအဝဲခွင့်ဖြစ်တဲ့ကျွန်တော်တို့ AC ကိုစွန်စားကြည့်မယ်ဗျာ လက်ရှိကျေးတဲ့အနေနဲ့ကတော့ဒါအရှင်အနေနဲ့ကတော့ဒါဆောင်စားလို့ကောင်းတဲ့အရှင်တွေတခုပဲအဲကြောင့်အရှင် body ကျွန်တော်ပေးကြပါတယ်အဲကြောင့်ကိုယ်နဲ့အကြိုက်တူမှလည်းရိတ်ချက်ပြီးတော့ထိုးစေကြပါတယ်ပြီးတော့နောက်ဆုံးတစ်ပွဲနောက်ဆုံးတစ်ပွဲအနေနဲ့ကတော့ဒီ Glavat နဲ့ကျွန်တော် live set live set ပွဲမှာကဒီ Glavat က level 50ဟောဟာ live set ပေးထားတာ live set ဝေးခွင့်က level 50အရှုံးကိုပေါင်းကြည့်နေတဲ့အသုံးလုံး50အရှုံးပေးထားပါတယ်အဲကြောင့် body ကျေးအောင် ိုးကောင်းကြီးအနေနဲ့ကတော့ဒါတော့ပိုကြီးတွေအနေနဲ့ကတော့ထိုးသားတွေကိုဘယ်လိုလှည့်စားအောင်မလဲတော့ကျွန်တော်တို့မသိဘူးဒါဒီနှစ်သင်းဒီနှစ်သင်းကိုကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဆိုတော့ကိုးကောင်းကြီးခေါ်တာခေါ်လဲခေါ်လောက်ပါတယ်ဒါသူတို့ပြီးပြီးခဲ့တဲ့ကစားပွဲတွေမှာဒီနှစ်သင်းအနေနဲ့ကတော့ဒါဒီသုံးလုံးအနေနဲ့ကတော့ဒါနှစ်ဖက်မကချိုးနိုင်တော့တစ်ယောက်တစ်ဖက်တည်းနဲ့ရှူးသွားတဲ့ပုံစံမျိုးတွေလည်းရှိခဲ့တယ်ဂလာဘတ်ဂလာဘတ် ကလာဘတ်ကပြီးခဲ့တဲ့ကစားပွဲတစ်လျှောက်မှာလည်းဒါသူ့အနေနဲ့ဒီဘိုင်ယန်မြူးနစ်ဘိုင်ယန်ပွဲမှာဒါသူ့အနေနဲ့နောက်ဆုံးကစားတဲ့ပွဲမှာရှုံးခဲ့တယ်ဂျန်နဲ့အပေါင်း၄စွဲမြောက်က၄ပွဲသလုံးမှာသူ့အနေနဲ့အနိုင်ရရှိခဲ့တယ်ကိုပြက်တကြီးပဲအကြောဒါကြောင့်မဲ့ဆိုရင်ဒီပုဂ္ဂိုလ်အနေနဲ့ကတော့ဒီနှစ်သင်းအနေနဲ့ကတော့၃လုံးရှုနော်50ရှုံးမှကျွန်တော်တို့၄လုံးခေါ်တဲ့ပုံစံမျိုးပဲကြော်ဒီထိုးသားတွေနေရတော့ကျွန်တော်တို့ဒီ go go time ဆိုရင်တော့ သုံးလုံးရှုနိုင်မလားကျွန်တော်တို့လေးလုံးရှုမှတော့ကျွန်တော်တို့အပြေစားရမှာကျွန်တော်တို့သုံးလုံးဆိုတော့ကျွန်တော်တို့ရှုံးပြီဗျာ50ရှုံးတယ်ဗျာဘယ်လိုပဲတဝက်ရှုံးတာဆိုတော့ကျွန်တော်တို့ရှုံးတာရင်းနေရရှုံးတာဆိုတော့တဝက်ရှုံးတာပဲအဲ့တော့အခုလက်စစ် live စက live စက level 50အရှုံးပေးထားတယ်အဲ့တော့ live စက် live စက်ကလည်းဒါပြီးခဲ့တဲ့ကစားပွဲနဲ့ရှောက်မှာသူ့အနေနဲ့ကတပွဲပဲသူ့အနေနဲ့ရှုံးပွဲရှိခဲ့တယ်ဒါပေမဲ့သူဟာဂျန်နယ်ပွဲတွေအနေနဲ့ကတော့သူ့အနေနဲ့ကိုပြက်ကြီးကိုပြက်တေကြီးပဲအနိုင်ရရှိခဲ့တဲ့ပွဲကြီးပဲဗျာ ဒါပေမဲ့သူဒီရမအဆင့်အနေနဲ့ကတော့တော်တော်လေးကွာတယ်လို့တော့ပြောလို့ရရတယ်ဒီ live set အနေနဲ့ကတော့အဆင့်နှစ်နေရမှာဒီဟိုဟာ club အနေနဲ့ကတော့အဆင့်ဆက်နေတော့တော်တော်လေးကွာပါတယ်ပြီးတော့ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဆိုရင်ထိတ်တိုက်တွေ့ဆုံခဲ့တဲ့ကစားပွဲတွေမှာကလည်းနောက်ဆုံးကစားခဲ့တဲ့ club အင်ကွဲမှာတော့ down 1 scene နဲ့ကလပ်ကဖက်ရှုံးနေခဲ့တယ် ဟိုဟာကလဘတ်ကလဘတ်နိုင်ရရှိခဲ့တဲ့ live set အဝေးကမှကစားတော့ရှုံးနေခဲ့တဲ့ချန်ပွဲတွေပါတော့ဒီ live set နည်းနည်းကတော့တပွဲသိရင်နဲ့ဒါတပွဲအနိုင်ရရှိခဲ့တယ်ဒီနှစ်သိန်းကဘယ်သူတာလဲဆိုတော့ဘယ်သူမှတော့တာတယ်လို့တော့ပြောလို့မရအောင်လက်ရှိကိုပေါင်းကြီးကိုဟာဒီ boy ဟာဒီ body ကြီး level 50ရှုံးနေနေတော့ထားလိုက်တော့ကျွန်တော်တို့ကိုပေါင်းကြီးကြည့်မှာကိုပေါင်းကြီးဒီနှစ်သိန်းမှာကျွန်တော်တို့ကိုပေါ့ပါလားသုံးလုံးရှုမလားကျွန်တော်ကြည့်ရမှာသုံးလုံးရှုမလားကျွန်တော်တို့သုံးလုံးမရှုနိုင်ဘူးဆိုရင် သုံးလုံးမရှုနိုင်တဲ့တော့ဘိုးအောင်ပြီပဲအဲ့တော့သုံးလုံးရှုမလားသုံးလုံးရှုရတဲ့ဆိုတော့ကျွန်တော်တို့ရှုံးမှာပြ90ရှုံးမှာကြောက်ဒါပေမဲ့အခုလက်ရှိခြေရန်အရာတော့ကျွန်တော်တို့ဒီသုံးလုံး90ရှုံးမှာကျွန်တော်တို့ပြီးသွားရင်ခြေတွေပါတယ်ပြောင်းလဲတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီထက်ပိုအများကြီးလည်းများသွားနိုင်တယ်ပိုနိုင်လည်းနည်းသွားနိုင်တယ်အတွက်ကြောင့်အဲ့တော့ခြေရတာကျွန်တော်တို့အဓိကဖြစ်ပါတယ်ကျွန်တော်တို့လီတိုးတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီ JGB ထိုးမှတာခြေအောင်မှတာကျွန်တော်တို့အောက်မှာဖြစ်ပါတယ်အဲ့တော့ ဖုန်းမှာစုံလိုက်ပြီးတော့ကြည့်ကြည့်ပြီးထိုးရပါလို့ကျွန်တော်တို့ပြောချင်ပါတယ်အခြေတရားမျိုးပြောင်းလဲနေတာကျွန်တော်တို့အနိုင်အနေအရှုံးဖြစ်သွားနိုင်ပါတယ်ကြည်ကြေးတွေရနေပြီးတော့ဒီအကြောင်းပုဂ္ဂိုလ်တွေအတားတွေဒီကံကံလေးလေထိုးစားတွေကိုပို့ပြီးတော့ဆွဲခေါ်လိမ့်မယ်တို့တို့ကြေးတွေကြေးတွေနဲ့တို့တို့ဆွဲခေါ်တာအကြောင်းအကြောင်းကိုဒီစိတ်တွေကကိုစိတ်ကျွန်တော်စိတ်တွေကကျွန်တော်တို့နိုင်မှာစိတ်မနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒီကိုပေါင်းဒီခေါ်တဲ့ခြေတွေတော့ကျွန်တော်တို့လိုက်ပြည်တယ်ဆိုရင်ကျွန်တော်တို့ရလက်တွေကောင်းရင်လည်းကောင်းသွားနိုင်တယ်ကောင်းတာတော့ကျွန်တော်တို့ဆိုးသွားတော့ပုံများတယ်အဲကြောင့်ဘာဖြစ်လို့လဲဆိုတော့ဒီဒီခြေပဲတဲ့သူတွေက တသက်ထိုးသားတွေကိုသူတို့စိတ်ကိုသိလို့တသက်ကိုဆွဲပြီးတော့ခေါ်တဲ့ပုံစံမျိုးတွေအကြော်ဒီဂလာဖတ်နဲ့ Leipzig က Leipzig ဝေခွင့်က level 50အရှုံးပေးတာလေကိုပေါင်းကြီးအနေနဲ့ကဒါ3လုံး50အရှုံးဆိုတော့ဒါကျွန်တော်အနေနဲ့ကတော့ဒီ Leipzig နဲ့ Manchester Gladbach ဘက်မှာကကျွန်တော်ဒီရွေးချယ်ပေးထားတာတော့ဒါကိုပေါင်းအောက်လိုပဲကျွန်တော်ရွေးချယ်ပေးထားတယ်ကိုပေါင်းအောက်ရွေးချယ်ပေးထားတယ်ကျွန်တော်တို့3လုံးရှိနေအောင်ကျွန်တော်တို့50တော့စားရမယ်ဗျာ ာပဲဖြစ်ဖြစ်အောက်လ3လချုံတော့ကျွန်တော်ကိုအောင်နေတဲ့အတွက်ကြောင့်ကျွန်တော်50စားရမယ်။ဟို50ချုံမှပြောတာ3လချုံ3လချုံရင်တော့ဟိုကိုအောင်ဆိုတော့3လချုံမချုံဆိုတာကျွန်တော်တို့စောင့်နေကြည့်ရမယ်။4လချုံမှကျွန်တော်တို့အပြည့်နိုင်မယ်။အဲကြတော့ဒီကလာဗတ်နဲ့ကျွန်တော် license မှာကျွန်တော်ကိုပေါင်းအောင်ကျွန်တော်ထိုင်နေပါတယ်။အဲကြတော့ကိုနဲ့အကြိုက်တူမှတော့ရေးချက်ပြီးတော့ထိုင်နေကြပါတယ်။အဲကြတော့ဒီဘောလုံးကကျွန်တော်ပေးရဲဆိုတာလည်းတိုက်ကိုဝါသနာအရတာပေးရတာဖြစ်ပါတယ်။အဲကြတော့ ဒီကိုကျွန်တော်ပေးလိုက်တဲ့ပွဲတွေနဲ့မှာကိုဒီဘော်ဒါလုံးတွေနဲ့စိတ်ကြိုက်စိတ်တူဖြစ်မှာလားရွေးချယ်ပြီးတော့ထိုးစေချင်ပါလေပြီးတော့ဘောလုံးမွဲဆိုတာဘယ်သူမှတော့ဆေးရဆိုတာတော့မရှိဘူးလက်ရှိကျွန်တော်တို့ပေးတာလဲကျွန်တော်တို့ဒီခြေရန်ကြည့်ပြီးတော့အနည်းဆက်ဆုံးဖြစ်မဲ့ပုံစံမျိုးတွေကျွန်တော်ပေးတာဖြစ်ပါတယ်အကျော်ဒီနေ့နေ့ပွဲပေးခဲ့တဲ့ပွဲတွေမှာတော့ဒီကျွန်တော်ကိုကိုမွန်နဲ့အိုဆာဆူနဲ့ပွဲမှာကဒီကျွန်တော်ဒီဆာဆူကဟန်ကိုမွန်ကျွန်တော်ကိုမွန်ပေါ်ပြီးပေးခဲ့တယ်ပြီးတော့တခြားပွဲတွေဒီအက်ရှီ ့ SC body ပေးခဲ့တယ်ပြီးတော့မင်္ဂလာဘက်ကဒီ4ပေါင်းအောက်ကျွန်တော်ပေးခဲ့ပါတယ်အဲ့ကြောကိုနဲ့အကြိုက်တူမာတာရွေးချယ်ပြီးတော့ထိုးစစ်ရင်ပါတယ်ကြည့်တော့ပြီးတော့နေ့စဉ်နေ့တိုင်းကျွန်တော်အနေနဲ့ဒီ Telegram channel နဲ့ကျွန်တော် Viber channel မှာဒီတပွဲကောင်းတွေနဲ့မောင်းကက်တွေကျွန်တော်တင်ပြတာဖြစ်ပါတယ်ပြီးတော့ဒီပေးလိုက်တဲ့ပွဲအနေနဲ့လည်းဒီ Telegram channel နဲ့ Viber channel မှာကျွန်တော်ပေးတဲ့ပုံစံမျိုးလည်းရှိပါတယ်ပြီးတော့ခြေပြောင်းလဲခြေတွေပါနေပြောင်းလဲတဲ့အတွက်ကြောင့်ဒီပေးလိုက်တဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့ပြောင်းလဲသွားနိုင်ပါတယ်အဲကြတော့ အကြောဒီ Telegram channel နဲ့ Viber channel မှာကျွန်တော်လာရောက် join လို့ကျွန်တော် fake ခေါ်ခြင်းပါတယ်ကိုနဲ့အကြိုက်တူမဲ့အပွဲမျိုးတွေရှိပါတယ်အကြောကိုနဲ့အကြိုက်တူမဲ့အပွဲမျိုးတွေရေးချက်ပြီးတော့ထိုးစေခြင်းပါတယ်အကြောကျွန်တော်တို့နောက်ပြီးတော့မှကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြရအောင်ဒီထက်ကောင်းတဲ့ပုံစံမျိုးတွေနဲ့အကြောမနက်ပြတော့ကျွန်တော်တို့ပွဲတွေလာပါပါအကြောမနက်ပြမှာကျွန်တော်ဒီထက်ပိုကောင်းတဲ့ပုံစံမျိုးတွေထပ်လာပါမယ်အကြောဒီနေ့မှတော့ကျွန်တော်နေနေတာပါပဲ